မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့မတ်လ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့ပေါ်မှာရှိတဲ့ထွေအိုရုံးကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ22ရက်နေ့ည7:00နာရီကမှချောင်းမြို့ပေါ်မှာရှိတဲ့မိုးကောင်းကျောင်းကစစ်ကောင်စီတပ်သား18ဦးဟာခွေးဦးရုံးတဲ့ကနေထွက်လာတဲ့အချိန်ဖိလန်ပင်ကျောင်းအနီးမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြန်လည်ပြစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေး9កောင်ထိတယ်။2កောင်ကိုတော့မုံရွာစ ေးရုံကိုလွှဲလိုက်တယ်လို့သိရပါတယ်အဲ့ဒီနှစ်ကောင်ကတော့တင်းနိုင်ပါတယ်သုံးကောင်ကတော့ချောင်းမြုပ်ပေါ်ဆေးရုံထဲမှာပဲစေကူသားမှုခံယူနေပါတယ်မိုင်းနှလုံးနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေဘက်က၃လေးချက်လောက်ပဲပြန်ပြစ်တယ်ကျွန်တော်တို့အနေနဲ့ပြည်သူတွေရဲ့ရှေ့ကနေပြီးတော့အတက်နိုင်ဆုံးကာကွယ်သွားပါမယ်ပြည်သူတွေအပေါ်မှာလဲအနိုင်ကျင့်စက်ကြီးကောက်ယူခြင်းလည်းမရှိပါဘူးလို့ BLDF တပ်ခွဲအညာမိုင်းအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရေဦးမြို့ရွှေပြည်သားရက်ကွက်ဓမာယုံရှိမှစစ်စေးရေးပြုတ်လုံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်က၃ဦးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ23ရက်နေ့မွန်းလွဲတနားရီကမှရေဦးမြို့ရွှေပြည်သားရက်ွက်ဓမာယုံရှိမှဆက်စေးရေးပြုလုပ်နေတဲ့အကြမ်းဖက်ဆက်ကောင်စီတပ်သားအင်အား20ခန်းကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြောက်ပိုင်းပကဖားကဒရုန်းနဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိကတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ drone နဲ့ဘုံဒီ၃လုံးကျဲချတိုက်ခတ်ခဲ့တာပါစစ်ခွေး၃កောင်တိတ်ပြီးတော့နှစ်កောင်ထ ਾਇ ရရပါတယ်စစ်ခွေးတွေကိုကားတွေနဲ့လာတဲသွားပါတယ်အထိုင်းချတဆွဲထားတဲ့စခန်းတော့မဟုတ်ဘူးစစ်စေးရင်ခဏလာလုတဲ့ရက်ွက်ပါရွှေပြည်သားရက်ွက်လို့ခေါ်ပါတယ်ရေဦးမြို့မြောက်ပိုင်းမှာရှိတာပါ အဆောက်အဦကတော့မထိခိုက်ဘူးသူတို့ကရှေ့ကင်းရဲ့ရှေ့မှာ9ရောက်ထွက်နေတာပါသူတို့ပုံကိုတဲ့တဲ့ကြတာ3ကောင်တိတ်ပြီးတော့2ကောင်တန်ရာရတယ်အုတ်တတိုင်းတော့ပြန်စည်းသွားပါတယ်ပတ်ဝန်းကျင်မှာတော့လက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့ပြန်ပြစ်တယ်ပြည်သူတွေကိုဖမ်းဆီးမိတာမျိုးတော့မရှိပါဘူးအဲ့ဒီနားလေးမှာတဲ့ဖြတ်သွားတဲ့ပြည်သူတို့ကတော့ဒရိလက်သွားတယ်ထိခိုက်တန်ရာရတာမျိုးတော့မရှိပါဘူးဒရိလက်သွားတာပါပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝေးဝေးမှာနေပေးကြဖို့ဒရိပေးကြပါတယ်လို့ရေးဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်မန္တလေးမြင်းကြံလမ်းပိုင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မဆက်ချေးကောင်နေတဲ့အကြမ်းဆက်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်က၄ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ22ရက်နေ့မနက်9:45မိနစ်ခန့်မှာငန်းဆောင်မြို့နယ်မြို့သာဆက်မှုဆောင်နယ်အင်းဝဘန်အနီးမှာတပ်ဆွဲထားတဲ့အကြမ်းဆက်ကောင်စီတပ်သား15ဦးဟာ မန္တလေးမြင်းညာလမ်းမိုက်မှာခီးသွွားလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့အတင်းအဓမ္မစက်ကြီးကောက်ခံခြင်းများပြုလုပ်နေတဲ့အချိန်မှာတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးတိတ်ဆုံးပြီးတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာတိတ်ဆုံးသွားတဲ့စစ်သားမသားအလောင်းများကိုစစ်မှုဇုံတွေကိုပြန်လည်တည်ဆောင်သွားတယ်လို့သိရပါတယ်။မန္တလေးမြင်းညာလမ်းမိုက်ကစစ်ခွေး15កောင်က ခီးသွားပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာအတိတ်အဓမ္မငွေကြေးတောင်းခံတာတွေကိုလုပ်နေတော့ဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးလေးကောင်တိတ်ပြီးတော့ဒကောင်ကတော့ပြင်းထန်တမ်းရရရှိသွားတယ်လို့သိရတယ်စစ်ခွေးတွေရဲ့မသားအလောင်းတွေကိုတော့စစ်မှုစုံတွေကိုပြန်တည်သွားတယ်လို့နဂနီပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကအတည်ပြုပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကိုနဂနီပြောက်ကြားတပ်ဖွဲ့မြင်းညာနဲ့ငန်းစုံမျိုးနဲ့တိုက်ရင်း၆တက်ခွဲ၃ငန်းစုံမျိုးနဲ့ပတ်ကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကမှရှိပဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU မျိုးသားစီယုံ KNU ဗဟုထဏာချုပ်အနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ ကလေးဒေးတာဆက်ခန်းကိုမက်လ22ရက်နေ့ကစတင်ပြီးတော့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကလေးဒေးတာဆက်ခန်းဟာလိုင်းပွဲမြို့နယ်ခလော်ကထိုက်ရှမ်းရွာတဲမြို့အရှိတ်ဘက်ထိုင်းနယ်ဆက်အနီးမှာရှိတာဖြစ်တယ်လို့သိရပါတယ်။ KNU ရဲ့စီရင်နယ်မြေခွဲခြားတပ်မတ်ပုံအရတမဟာခွနဲ့နယ်မြေထဲမှာတရှိတဲ့စခန်းလေးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပ်စခန်းကို22ရက်နေ့ကစတင်ပြီးတော့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲချတာလက်နက်ကြီးနဲ့တိုက်ခတ်တိုက်ခိုက်တာတွေကိုလုပ်နေတယ်လို့ကရင်စစ်ရေးသတင်းရေး င်းမြစ်ကပြောပါတယ်ခလဲဒင်းစခန်းတိုက်ပွဲကြောင့်အနီးနားမှာရှိတဲ့ခလဲဒင်း နို့လော်ဖလိုချေးပါတွေကဒေတာကန်တွေဟာထိုင်းဘတ်ချမ်းကိုစစ်ဆောင်နေရတယ်လို့သိရပါတယ် KNU ဖို့ဌာနချုပ်အနီးဝန်းကျင်မှာစစ်ကောင်စီတပ်ရဲ့ခလဲ့ဒေးစခန်းအပြင်မဲတော်ဝစခန်းရှမ်းရွာတက်ဘျူဟာတို့လည်းရှိနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကတော့ KNU တပ်မဟာခွနဲ့နယ်မြေတွေကစစ်ကောင်စီတပ်ရဲ့ point 1နဲ့48ပူလူတူတပ်စခန်းကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကနှစ်ပတ်ကြာအောင်အပြင်းထန်တိုက်ခိုက်ပြီးတော့သိမ်းယူထားတယ်လို့သိရပါတယ်ပူလူတူတပ်စခန်းတွေတိုက်ပွဲမှာဒေသခံပြည်သူ900ခန့်ဟာထိုင်းနိုင်ငံဗတ်ချန်းကိုစ စ်ဆောင်ခဲ့ရတယ်လို့စခန်းသိမ်းခံရတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်းနေကြာမြစ်ဖြစ်တဲ့တောင်ရင်မြစ်ကိုဖျက်ပြီးတော့ထိုင်းနိုင်ငံထဲကိုဝင်ပြေးသွားတယ်လို့သိရပါတယ်။ထိုင်းနယ်စပ်အနီးကပူလူတူတပ်စခန်းကိုလက်လွတ်ခဲ့ရပြီးတော့ရပ်ပိုင်းအကြမ်းမှာပဲစစ်ကောင်စီတပ်ဟာ KNU ဌာနချုပ်ကို drone နဲ့တံပြန်တိုက်ခိုက်တာတွေကိုလည်းပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကရင်ပြည်နယ်ဖအံမျိုးကနာမည်ကြီးဇွဲကပင်တောင်မှာမက်စလာ23ရက်နေ့ညနေကစပြီးတော့တော်မီများလောင်ကျွမ်းနေပြီးတော့ညအထိကိုမိတွေဇက်တိုက်လောင်ကျွမ်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွဲကပင်တောင်ကဝိဇာညီနောင်နဲ့နွားလို့ရှိုးတဲ့ကညနေ3နာရီကစပြီးတော့လောင်ကျွမ်းနေခြင်းဖြစ်တယ်လို့ဒေသခံတအူးကသတင်းပေးဖို့ပြောကြားထားပါတယ် ညဘက်အထိကိုမီးတွေလောင်းနေတယ်မီးကပို့ပြီးတော့များလာသေးတယ်တောင်ပေါ်ကိုဖုံးဆက်တာလည်းမရဘူးဖြစ်နေတယ်အဝေးကနှမ်းမြင်နေရတာကတော့ကြောက်စရာကြီးပဲလို့အဲ့ဒီဒေတာကန်ကပြောပြထားပါတယ်အဲ့ဒီဒေတာကန်က Facebook လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ဓာတ်ပုံထဲမှာတော်မီများဟာအများအပြားလောင်ကျွမ်းနေတာကိုတွေ့မြင်နေရပါတယ်ဇွဲကပင်တောင်ဟာ2382ပေအမြင့်ရှိပြီးတော့ခရီးသွားလာသူများအများအပြားလာရောက်လိလလဲပတ်တဲ့နေရာလဲဖြစ်တယ်လို့သိရပါတယ်နေ့စဉ်တော်မီများလောင်ကျွမ်းလေရှိပြီးတော့ အခုလောင်ကျွမ်းနဲ့မီးလောင်ကျွမ်းမှုဟာပုံမဆိုးွားတယ်လို့ဒေသခံတဦးကပြောပါရယ်ညနေ3:00နာရီကစတင်လောင်ကျွမ်းနေခြင်းဖြစ်တော့လေမက်လ23ရက်နေ့ည9:00နာရီအချိန်ထိကိုမြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့သိရပါရယ်တောင်ပေါ်မှာတောက်တက်ခီးသွားတချို့ရှိနေပြီးတော့၎င်းတို့ရဲ့အခြေအနေတွေကိုတော့မသိရသေးဘူးလို့ဒေသခံတဦးကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်တာတလင်းကျိတ်ရပ်ကွက်မှာ မက်လာ၁၂ရက်နေ့ကဒေသခံတွေကိုဓမ္မယုံမှာလူစုစေပြီးတော့မဲနိုင်ခိုင်းကစစ်သားတွေစူးစောင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီလိုမျိုးရက်ကွက်အလိုက်လူစုမဲနိုင်ပြီးတော့စစ်သားတွေစူးစောင်းရမှာလူငယ်လူရွယ်တွေအနေနဲ့ကိုယ်တိုင်ဒါမှမဟုတ်ကိုစားမဲနိုင်နိုင်ပြီးတော့အဲ့ဒီလိုလာရောက်ချက်မရှိပါကစစ်ကောင်စီအုပ်စုကမျက်ကွယ်မှာမဲနိုင်ကရွေးချယ်တယ်လို့ပြောဆိုထားပါတယ်။ရက်ကွက်အတွင်းမှာစစ်သားတွေစူးစောင်းခံရမယ်လူငယ်လူရွယ်တွေရှိတဲ့အိမ်တိုင်းမဲနိုင်ရပြီးတော့အားလုံးကိုတစ်ချိန်တည်းစစ်သားတွေမစူးစောင်းသေးပဲမဲနံပါတ်အတိုင်းအစင်လိုက်စစ်သားတွေစူးစောင်း ောင်းမယ်လို့စစ်ကောင်စီအုပ်စုကပြောဆိုထားပါတယ်။ရက်ကွက်လုံးကျုပ်မဲနိုင်ခိုင်းတာဟာရက်ကွက်သူရက်ကွက်သားအချင်းချင်းမဲကြထားတဲ့သူကရှောင်လို့မရအောင်လို့ဝိုင်းကြီးချုပ်ပုံစံမျိုးနဲ့လှုပ်တာလို့မျိုးကန်တူကသုံးသပ်ထားပါတယ်။မဲကြတဲ့သူတွေကိုခံဝင်ထိုးခိုင်းပြီးတဲ့နောက်ရှောင်တိန်သွားပါကမိသားစုကိုဖမ်းဆီးတာမိသားစုလိုက်တိန်ရှောင်ပါကနေအိမ်ကိုချိတ်ပိတ်တာတွေကိုလုပ်မယ်လို့စစ်ကောင်စီအုပ်စုကချိန်ချောက်ထားကြောင်းမန္တလေးမြို့မြေပြင်ကင်းထောက်အဖွဲ့ကပြောဆိုထားပါတယ်။မန္တလေးမြို့ ခရိုင်ခွနမြို့နယ်လုံးမှာစစ်ကောင်စီအုပ်စုကအခုလိုမျိုးရက်ကွက်အလိုက်လူစုတွေကမဲနိုင်ခိုင်းတာတွေလုပ်နေပြီးတော့မောင်မြင်းမြို့မှာတော့ မတ်လ24ရက်နေ့မှာရက်ကွက်အလိုက်သတ်မှတ်နေရာတွေကိုလာရောက်ပြီးတော့မဲနိုင်ရမယ်လို့စစ်ကောင်စီအုပ်စုကမြို့အနှံ့မှာလော့စပီကာတွေနဲ့လိုက်အော်နေတယ်လို့သိရပါတယ်။အာရာသိန်းစစ်ကောင်စီအုပ်စုဟာ2024ခုနှစ်မတ်လကစပြီးတော့နိုင်ငံတော်ဝမ်းမှာစစ်သားတွေစုဆောင်းတာတွေလုပ်နေပြီးပေါ်တာဆွဲလို့စုဆောင်းရရှိလာတဲ့လူတွေကိုရက်တုံစစ်တင်တန်းတွေပေးလက်နက်တွေထုတ်ပေးကနိုင်ငံတော်ဝမ်းကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီကိုအသေးခံစစ်သားတွေအဖြစ်နဲ့ပို့လွှတ်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအထက်မင်းလာမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိမ်းများကပြည်သူဝိုင်းကားများကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့စားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းများကိုအတရားအမှားသိမ်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အထက်မင်းလာမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကန်တုတ်ဂိမ်းနဲ့ရှမ်းတပ်ဂိမ်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခီးသွွားပြည်သူများနဲ့ဒေသရင်းကပြည်သူများရဲ့ဈေးကားများကုန်ကားများကိုအကြောင်းမဲ့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများ များကကားပေါ်မှာပါလာတဲ့လူသုံးကုန်ပစ္စည်းများစားတောက်ကုန်ပစ္စည်းများနဲ့စက်သုံးစီများကိုပါယူဆောင်ထားပြီးတော့ကားတွေကိုလည်းတိတ်ဆိတ်မှုများလုံဆောင်နေတယ်လို့သိရပါတယ်။စစ်ခွေးတွေကပြည်သူတွေကိုလက်နက်ပြချင်းချောက်ပြီးတော့အတရားတမငွေကြေးတောင်းခံမှုတွေနဲ့ဖြတ်လေးဖြတ်စတင်လုံဆောင်နေတာပေါ့။ပြည်သူတွေရဲ့ကားတွေပေါ်မှာပါလာတဲ့လူသုံးကုန်ပစ္စည်းတွေစားတောက်ကုန်ပစ္စည်းတွေစက်သုံးစီတွေကိုလည်း ဂိတ်ကစစ်ခွေးတွေကလူရယူဆောင်နေတာပေါ့ကားကပါတိမ့်စီလာမျိုးတွေလုံနေတယ်လို့သိရတယ်လို့မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတူကပြောပြထားပါတယ်အခုလိုမျိုးတိမ့်စီသွားတဲ့ကားများနဲ့ဆိုင်ကယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြန်လည်ရောင်းချနေပြီးတော့ငွေကြေးခွဲဝေယူဆောင်မှုများရှိနေပြီးပြည်သူများရဲ့လူသုံးကုန်ပစ္စည်းများစားတောက်ကုန်ပစ္စည်းများနဲ့ဆက်တောင်းစီများကိုလည်းပြန်လည်ရောင်းချကာခွဲတန်းချနေကြတယ်လို့သိရပါတယ်စစ်ခွေးတွေကသူတို့တင်းစီထားတဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုအပြင်မှာပြန်ရောင်းပြီးတော့ခွဲတန်းချနေကြတာ အကြောင်းမဲ့တတ်တက်ကိုတင်းယူပြီးတော့ပြန်ရွေးကြရင်လေငွေချက်သိန်းကိုစင်နဲ့ချီပြီးတော့တောင်းတာပြန်ရွေးတဲ့သူတွေလည်းရှိပါတယ်တချို့ဆိုရင်အငားကားမောင်းတဲ့သူတွေလည်းပါပါတယ်သူတို့တောင်းတဲ့ပတ်စံကိုပေးပြီးတော့ရွေးရတာပေါ့သူများကားမောင်းတယ်ဆိုတော့အဲ့ဒီစစ်ခွေးဂိတ်ကပြည်သူတွေအပေါ်ကိုနှီးမျိုးစုံနဲ့ရုတ်မာနေတာလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ